Hello ကကြီးလေကောင်းချလာဒီနေ့စမ်းပြီးဆက်ရလေပြောအောင်မေဘာပြောပါလဲဆိုတော့ကတပီတမီနေနဲ့အဖေကြီးရဲ့ပြဿနာပေါ့နော်အားမပါပြဿနာလဲဆိုတော့လေအထက်ကအမေကြီး ကိုယ့်ရဲ့သမီးလေးကိုမိထားတဲ့ဆိုရင်အဖေနဲ့လက်ပေါ်သတိပေါ့နော်အရင်မနေစေနဲ့ကိုပေါဝင်ချင်မှာဥမဘလူရှိလေပေါ့နော်ဘသူအကိုမောင်မမပဲပြောသူနဲ့မှရုံလို့မရဘူးသမီးမိန်ကလေးမွေးထားတယ်ဆိုရင်တကယ်ကိုရုံလို့မရဘူးယူဆရမယ်အဖေတိုင်းကလည်းလူကောင်းမဟုတ်ကောင်းတဲ့အဖေရောရှိပါတယ်ဒါမှတချို့တွေက တည်ငြိမ်ပညာလဲတဲ့စိတ်ဓာတ်တွေမကောင်းတဲ့ဖေရကိုသမီးကိုလည်းကိုခြေရောတင်တဲ့အဖေကြီးအများရှိရပါတော့ဝိကျွေးလို့နောက်ဆုံးတော့လည်းသတ်မှတ်တော့တကယ်တော့ဝိကျွေးမဟုတ်အဓိကတော့ကိုရဲ့အမေကြီးတရားဆောင်လျှောက်သမီးကြီးဘောနော်ကိုရဲ့ယောက်ျားဘလို့စိတ်ဓာတ်လဲဆိုတော့တည်ဖို့လို့ရှုံချီလို့မရဘူး okay one kemaru ma သမီးပြူလေးတို့မရှိအတူမထားတော့အကောင်းဆုံးမတူမနေရတော့အကောင်းဆုံးမတူနေတာတော့အတူနေရင်တောင်မှဒီလိုကိစ္စမျိုးတွေညှိတက်တယ်ညှိတက်တယ်နော်ဒီကျမတို့ဒီနေပဲမှာဝါနေတော့မှလीအဖေပေါ့ပြေပေဒါပေမဲ့သူတို့ကာရက်တာကွာပါတယ်ဖခင်စိတ်သက်ရှိတယ်လို့ရှိရမရှိရဘူးဖြစ်ဖေကူနိုင်ကတော့မှ ဖခင်စိတ်မရှိတဲ့ဖအေးမျိုးပေါ့နည်းစရိုက်ဆန်တဲ့လူမျိုးတွေပေါ့နော်သူတို့တွေကသတ္တမီတွေလည်းကိုယ်ရဲ့သတ္တမီလေးပါလားဆိုတော့စီးမရှိဘူးပြောမယ်ဆိုတော့လူခန္ဓာကိုယ်နဲ့တရိစ္ဆန်မခေါ်မှာပေါ့ကျွန်မတို့နေဘက်မှာနေတော့ကကျွန်မတို့အဖေကရင်တော့အုတ်ချုပ်ရေးဖို့လုပ်တည်ရပေါ့သူကသူ့ရဲ့သမီးလေးကကလေးလေးဆယ်ကျော်တက်အပြူပေါ်မဝင်ခင်ကလေးကသူကသူ့သမီးကိုကျိုးတုတ်တုတ်ပြီးတော့မလိမ့်ချက် ကျူးတုပ်ပြီးလို့ရှိရင်သူကတိုင်မှာကျူးတုပ်ပြီးသူ့သမီးကိုမရင်းကျင်နဲ့အဲ့မရင်းကျင်တဲ့အချိန်မှာဆောင်းပေါ့အကျဲတစ်ချင်းနေဖွင့်လာတယ်ပဝင်ကျင်မကြအောင်ကလေးမအော်ဒါမကြအောင်ပိတ်တယ်တနေ့မှာသူအဲ့လိုလုပ်တော့တိသွားသူ့ကိုထောင်ထဲရအောင်ဘယ်လိုထည့်လဲကျမအဖေကထည့်လိုက်တာအဲ့ခါမှာသူ့သမီးကလည်းဖြစ်တယ်ဆိုတိတာနောက်ဆုံးသူ့သမီးကပျက်စီးသွားတယ်ငငယ်ရွယ်ရွယ်နဲ့ပဲဘဝပြတ်ပြီးတိတယ် ဖခင်ကမကောင်းတဲ့လက်ချက်မိပြီးပျက်စီးသွားတာ